မင်္ဂလာပါ။ Zamini Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့စောင်းပညာရှင်ကြီးဖြစ်တဲ့ဥဖူးခေါင်ရောင်ကိုစိတ်ဝင်စားဖို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဆောင်းဆိုတာရှေးကြဆုံးဒုတိယသမျိုးတာဖြစ်ပါတယ်။ဒိခိလူသားတို့ရဲ့တာရဲတိရစ္ဆာန်တွေကိုလေးမြားတွေနဲ့လိုက်လံပစ်ခါရမှာလင်းညို့ခတ်တန်ရဲ့အတန်တရားမှုကိုအခြေခံပြီးဆောင်းဒုတိယကို စတင်တည်ထွင်ခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ရှေးခေတ်နန်းတွင်းတုံးဒုတိယဖြစ်တယ်လို့မင်းခမ်းမင်းသားတပင်တွေမှာလည်းတိခတ်ကြုံနာမကဆောင်းလူလက်တမဆင်းရဲသားအရသားတို့လည်းအထူးစိတ်ဝင်စားကြပါတယ်။မြန်မာနိုင်ငံမှာဆောင်းပညာရှင်အများပြပေါ်ထွန်းခဲ့ပြီးအချို့တွေကလူတီများထင်ရှားတယ်လို့အချို့တွေကတော့လူတီနေပါပါတယ်။ဆောင်းပညာရှင်တွေကတော့မြဝတီမင်းသားကြီးဦးစားကအထူးထင် ရှားပါတယ်။ဥစားစောင်းတင်ပေးခဲ့သူတွေထဲမှာတာယာဝတီမင်းကြီးရဲ့စာဆိုမိဖုရားဖြစ်တဲ့အနောက်နံပါတ်တော်မမြလေးနဲ့စောင်းပညာမှာတဖက်ကန်းခတ်တတ်သူအဖြစ်ကြော်ကြားမှုတဲ့ဥဖုခေါင်းတို့လည်းပါဝင်ပါတယ်။စောင်းပညာရှင်ဥဖုခေါင်းကိုတရှိသူနဲ့ပါပြီးသူ့ဘဝဖြစ်ရတဲ့ကထူးခြားလာပါတယ်။ဥဖုခေါင်းကိုဗာကြီးတော်ဖရာလက်ထက်တက္ကရာ1180ပြည့်နှစ်မှာမွေးဖွားခဲ့ပါတယ်။မြတ်ဝတီမင်းကြီးကောင်းကိုပိုက်လို့တီးလီသမ ्या ကိုဥဖုခေါင်းကအမြဲတမ်းစီးနှံဝါကင်ပြီးမပြတ်တည်ဆိုပေးရတဲ့လက်ဆွဲတော်ဆိုတော်ကြီးလည်းဖြစ်ခဲ့ပါတယ်။နံပါတ်တော်မမြလေးနဲ့အတူဥစားထံမှာစောင်းပညာက ိုတင်ယူရရှိခဲ့ပါတယ်။ဥဖူးခေါင်တရားရင်ကျက်ပန်းတာယောဂါဆွဲကပ်လာတဲ့အခါမှာမြဝတီမင်းကြီးဦးစားကတရှင်းမဆိုစေတော့ပဲတောင်းကိုတာတိခတ်စေခဲ့ပါတယ်။မြဝတီမင်းကြီးကိုယ်တိုင်စောင့်ပညာကိုစနစ်တကျတင်ကြားပေးခဲ့ပါတယ်။ဥဖူးခေါင်ဟာတရားဝတီမင်း၊ဗကံမင်း၊မင်းသုံးမင်း၊ဒီပေါ်မင်းအစရှိတဲ့မင်းလေးဆက်တိုင်အောင်မိခဲ့သူဖြစ်ပါတယ်။မင်းသုံးမင်းလက်ထက်မှာအသွင်းငိမ့်တော်အမှုရန်စောင့်စီရာကြီးအဖြစ်မှုတန်းခဲ့ပါတယ်။ဒီပေါ်မင်းလက်ထက်မှာတော့ဥဖူးခေါင်တရားဘဝတစ်စစ်ချိုးဖို့အကြောင်းဖန်လာခဲ့ပါတော့။အဲ့ဒါကတော့နန်တွင်းမှာအီနောင်ဆန်းခင်းချင်းကပြခဲ့ကြပါတယ်။ဇန်ဝင်ကမှာမြဝတီမင်းကြီး ြီးကိုရိုင်းရေးဆက်ထားတဲ့တဲလောင်းကျွေချံအစရှိတဲ့ပတ်ပြိုးကိုတိခတ်ရမှာဒေဝကုံနာမောင်ကြီးကဥဖူးခေါင်ကိုနှိမ့်ဖိတ်ပြီးတိခတ်စေခဲ့ပါတယ်ဥဖူးခေါင်ကလူတကာမြင်နိုင်လောက်တဲ့နေရာကနေမသိပဲကလကာနောက်ကွက်ကနေတိခတ်ခဲ့ပါတယ်ဒီပေါ်မင်းတရားဤနောင်ဆက်ကိုကြည့်ရှုပြီးဒေဝကုံနာမောင်ကြီးကိုရှိတော်ခေါ်ယူခဲ့ပါတယ်တဲလောင်းကျွေချံဤနောင်ချိုတေးဘွဲပတ်ပြိုးကိုတိခတ်ရမှာအလွန်ကိုထူးခြားပမျောလာတယ်ဆိုပြီးအတဲပြတထောင်တထုပ်ကိုမြင့်ဖို့ပြုလုပ်ရမှာတော့ဒေဝကုံနာမောင်ကြီးကဒီတရှင်ကိုသူတိခတ်ခြင်းမဟုတ်ပဲဥဖူးခေါင်ကတိခတ်ခြင်းဖြစ်တယ်လို့အမှန်အကန်ရှောက်တင်ခဲ့ပါတယ်ဒီပေါ်ပြင် ဟာအဟုကောင်ဆိုတဲ့အတန်ကိုကြားလိုက်တဲ့အခါမှာတော့ရုတ်တရက်မျက်နှာအတွင်ပြောင်းသွားပြီးငွေသေးပြားကိုမရှင်းမြင်တော့ဘဲကွက်ကြီးဆောင်မှရုတ်တရက်ထွက်ခွာတော့ခဲ့ပါတယ်ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကလည်းရှိနေခဲ့ပါတယ်မိကြီးမင်းသားအချို့အဟုကောင်ထံမှစောင်းပညာကိုတင်ကြားကြပြီးဒီပေါ်မင်းသားလေးကလည်းအဟုကောင်ထံစောင်းအတက်တင်ဖို့အကြောင်းကြားခဲ့ပါတယ်အဲ့ဒီအခါအဟုကောင်ကမင်းတို့မင်းသားစောင်းပညာတင်လို့တက်မှာရတာဆိုတဲ့စကားကိုအဲ့ဒီအချက်ကိုဒီပေါ်မင်းကအမှတ်အသေးထားခဲ့ပါတယ်ရှင်ပြင်းဖြစ်လာတဲ့အခါမှာတော့ခြေတော်ပြေမောင်မောင်တိုင်ဒေဝကုဏမောင်မောင်ကြီးတို့ကိုချီးမြှောက်ခဲ့တဲ့အတွက်သူတို့ဟာအထီးတုံးတန်းတုံးစောင်းပ ညာကျော်တွေဖြစ်လာခဲ့ပြီးဦးဟုကောင်ကတော့ ठी ဝေနန်ဝေဖြစ်ခဲ့ရပါတယ်။ပွဲကြီးဆောင်မှာဒီပေါ်မီထွက်ခွာသွားတဲ့နောက်မှာတော့ပညာမာနကြီးလာတဲ့ဦးဟုကောင်ဟာဒီပညာနဲ့ဒီပညာမတန်တို့ဆိုကအောက်ပြည်အောက်ရဖြစ်တဲ့ရန်ကုန်မြို့မှာတွားရောက်နေထိုင်ခဲ့ပါတော့တယ်။ဒီပေါ်မီပါတော်မူပြီးနောက်ဒီပေါ်စော်ဘွားစာစောချက်ကဂီတပညာရှင်အပေါင်းကိုဒီဟောဟောမှာပင့်ဖိတ်သူကောင်းပြုခဲ့ပြီးမယ်။ဦးဟုကောင်ကတော့တွားရောက်ခြင်းမရှိခဲ့ပါဘူး။သူကွန်လုံကန်ဒီအရှင်ရောက်မှသာမန္တလေးမြို့ကိုပြန်လာခဲ့ပါတယ်။တက်ဂရီ1269ခုနှစ်အသက်89နှစ်အရွယ်မှာတော့မန္တလေးမြို့ဘိန်းတော်ဆရာကြီးဦးပေါ် နေမှာကွန်လွန်ခဲ့ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးရတဲ့ကျေးဇူးအများကြီးတင်ရှိပါတယ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာ